ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်အခုတလောဖြိုးတို့ဖက်မှာရာသီဥတုလဲပူနေတာ၃လရက်လောက်ရှိပြီပေါ့နော်ပြီးတော့အေးအေးလေးလဲတောက်ချင်နေတာနဲ့ဒီနေ့မှာတော့လောလောကူကူလေးပဲချိုးအိမ်မွေးရပါလေးနဲ့တောက်လို့အရန်ကောင်းနဲ့ဖျက်သီးဖြော်ရည်လေးအိမ်မှာအလွယ်ဖြော်တောက်ဖြစ်ပါတယ်ဖြိုးကဒီဖျက်သီးဖြော်ရည်ထဲမှာပင်ပွားလဲသုံးထားတယ်ပေါ့နော်အရင်ဦးဆုံးဒီပင်ပွားစီလေးတွေကိုရေလေးနဲ့စိမ့်ထားပေးလိုက်ပါမယ်နော်ဒီပင်ပွားလေးတွေကပွားလာတဲ့ထိပေါ့နော်ဖြိုးတို့စိမ့်ထားပေးလိုက်ပါမယ်ရှင်ပင်ပွားကိုရေလေးနဲ့စိမ့်ထားရင်းနဲ့ဖြိုးက ရေသည့်တချမ်းစာလောက်ကိုပေါ့နော်အခုလိုမျိုးလေးခုံနှွားပြီးတော့ဒီတို့အတုံးသေးသေးလေးတွေလှိထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာအတုံးကြီးသေးရတော့ကိုစိတ်ကြိုက်လှိဖြတ်ပေးနိုင်ပါတယ်နော်ပြည့်သည့်ဖြော်နီးတွေအများကြီးထဲရမှာဒီနီးလေးရလည်းအရင်ကိုတောက်လို့ကောင်းတယ်နီးလေးပဲဖြစ်ပါတယ်ရှင်လိုက်ဖြော်တောက်ကြည့်ကြပါနော်သူရဲ့အနက်လေးရဆိုလို့ရှိရင်မှွေးပြီးပေါ့နော်ချွတ်ချွတ်အေးအေးလေးနဲ့အရင်ကိုတောက်လို့ကောင်းပါတယ် ဖြိုးဖျဲသီးကိုခုလိုမျိုးလေးအတုံးလေးတွေတုံးပြီးလို့ရှိရင်တော့ဖျဲသီးအစီလေးတွေကိုလည်းဖယ်ထားပေးလိုက်ပါမယ်နော်။ကဲဒါကတော့ဖျဲသီးအစီတွေဖယ်ပြီးလို့ရလာတဲ့အနေထားလေးပဲဖြစ်ပါတယ်။ပြီးတော့ဖြိုးကဒီအုံးချက်လီလေးလည်းသုံးထားတယ်ပေါ့နော်။ဒီနေရာမှာမရှိရင်မထက်လိုက်ရပါတယ်ရှင်။ဒါလေးရှိရင်တော့ပိုပြီးလဲမွေးတယ်ပြီးတော့ပိုပြီးလဲတောက်လို့ကောင်းပါတယ်ရှင်။ဖြိုးကအစဲရောင်လေးကိုသုံးထားတယ်ပေါ့နော်။ ခန္ဓာလေးတွေလည်းအဆင်သင့်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုးရေစိမ်းထားတဲ့ပင်ပွားကိုလည်းရေစစ်ပေးထားလိုက်ပါမယ်နော်။ အခုတော့လောရာသီဥတုကဖြူတို့ဖက်မှာဆိုလို့ရှိရင်တော်တော်လေးကိုပူတယ်ပေါ့နော်ဒီလိုပူရဲ့ချိန်လေးမှာဆိုလို့ရှိရင်တော့နေ့လယ်ဘက်လေးပေါ့နော်ကလေးလေးလေးကိုဖြောတိုက်မယ်ဆိုလဲအရန်ကိုစစ်ကြည့်ပါတယ်ပြီးရင်တော့ဖြူတို့စဖြောပေးရန်အတွက်ဖြောမဲ့ခွက်ထဲကိုတခြားထမင်းစားစုံနဲ့နှစုံနဲ့တဝက်စာလောက်နဲ့နှုတ်စီထမင်းစားစုံနဲ့သုံးစုံစာလောက်ကိုထည့်ပေးလိုက်ပါဒီနေရာမှာအချိုတွေပါတယ်ကိုကြတော့ကိုလိုအပ်သလိုလေးပေါ့နော်ချိန်စပြီးတော့ထည့်ပေးနိုင်ပါတယ်ရှင်ပြီးရနဲ့နွားနို350 ml ကိုထည့်ပေးရမယ်တမတော်အောင်မှွေထားပေးလိုက်ပါတယ်ရှင် ်နေတခြားလေးတွေပြောသွားတဲ့အထိပေါ့နော်ဒီဖြော်ရင်လေးမှာဖြိုကရေခဲလေးထဲမှာဖြစ်တဲ့အတွက်နွားနွေးကိုကြတော့အများကြီးမသုံးထားဘူးပေါ့နော်ကဲဖြူတို့ဝင်သွားလိုက်တာအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့သူ့ရဲကိုဖြူတို့အစင်သိပ်ပြင်ထားတဲ့ဒီအုံးချက်လီလေးကိုထည့်ပေးလိုက်ပါမယ်။ ီးရင်တော့အစင်သိပ်ပြထားတဲ့ဖရဲသီးရဲ့ရေစစ်ထားပြီးသားပင်ပွားလေးရဲ့ပြီးတော့ရေခဲတောင်းလေးတွေကိုထည့်ပြီးလို့ရှိရင်တော့သမတော်အောင်ပေါ့နော်ဝင်ထားပေးလိုက်ပါမယ်ရှင်။သူ့ရဲ့နတ်လျာဆိုလို့ရှိရင်မွေးနေရပေါ့နော်ဒီအုံးချက်လေးလေးမှာကျတော့သူ့ရဲ့အမွေးနတ်လျာပါပြီးသားဆိုတော့လေတော်တော်လေးကိုတောင်းလို့ကောင်းပါတယ်။နောက်တစ်ခုကပါဝင်ပစ္စည်းလည်းအများကြီးမလိုဘူးပေါ့နော်ဒီတစ်ခွက်ဆိုလို့ရှိရင်တော့နေဆုံးလူ၄-၅ယောက်လောက်အေးစေးတောက်ရပါတယ်ရှင် အခုဖြော်နေတဲ့ချိန်မှာပဲဖြူတို့ရတာကိုမြည်ပြီးလို့ရှိရင်အချိုးတွေပါရေလို့ရင်ထက်ထက်ပြနေပါတယ်ရှင်။ရတာလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ဖျဲသည့်ဖြော်ရည်လေးရတော့တောက်ဖို့အဆင်သင့်ဖြစ်နေပါပြီရှင်။လုံနီလေးရလည်းလွယ်ကူပြီးတော့တောက်လို့လည်းအရန်ကောင်းတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမှာလို့မျှလင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြော်နေဖို့တည်တည်မှာကျဆုံးရမယ်နော်။အားလုံးဘိုင်